ကလေးတယောက်ကသူ့ရဲ့ခြေလက်တွေကိုကွေးချီဆန့်ချီလှုပ်တာကနေပို့ပြီးတော့အစင်မြင့်နဲ့အတွေ့အခေါ်တွေကိုဘယ်လိုရရှိသွားတယ်လဲဆိုတာကိုသိချင်လားငငယ်တုန်းကကလေးလေးတွေအယုတ်တွေနဲ့ဆော့တဲ့အခါသူဆော့နေတဲ့ဝုန်းဝန်းယုတ်လေးတွေကြားယုတ်လေးတွေနဲ့စကားပြောတာကိုမြင်ဖူးတယ်မလားကျွန်တော်တို့စိတ်တွေကဒီလိုမျိုးလက်ကိုကွေးချီဆန့်ချီပဲလှုပ်ရတာကနေဘာကြောင့်မလို့အခုအချိန်ထိတိုးတက်လာလဲဆိုတာကိုသိချင်လား ီနေ့မှာတော့သိပ္ပံပညာရှင်ကြီးဘီယာဂျီရဲ့ cognitive developments လို့ခေါ်တဲ့စိတ်ပိုင်းဆိုင်ရာ တိုတက်မှုအဆင့်ဆင့်နေအကြောင်းကို အတူတူလေ့လာကြရအောင်နော်ဆရာကတော့ treasure land education က admin olive ဖြစ်ပါတယ်ဘီယာဂျီဆိုတာကတော့ဆွစ်ဇာလန်နိုင်ငံကဇီဝဗေဒပညာရှင်ဖြစ်တယ်သူ့ရဲ့အစောပိုင်းကတော့ဇီဝဗေဒပညာရပ်ကိုလေ့လာဖို့ပဲဒါပေမဲ့ဒီဇီဝဗေဒပညာကိုလေ့လာရင်းနဲ့ သူလေ့လာတဲ့တတဝါလေးတွေဟာဆိုရင်သူတို့ပတ်ဝန်းကျင်နဲ့ဘလို့လိုက်လျောညီချွေရှိအောင်လောက်ကြတယ်လဲဆိုတဲ့အပေါ်အခြေခံပြီးတော့ကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကိုလည်းအဲ့လိုပဲမြင်ခဲ့တာအဲ့ဒါကြောင့်မို့လို့သူဟာဆိုရင်ဒီ theory ကိုထုတ်ခဲ့တာဖြစ်တယ်သူရဲ့အစောပိုင်းတွေ့ရှိချက်တွေကသူရဲ့ကလေး၃ယောက်ကိုစစ်စစ်ဆက်လေ့လာပြီးတော့ရရှိခဲ့တာဆိုတော့မဆုံးဘူးလို့ပြောရမယ်ကိုယ့်ရဲ့မိသားစုကကိုယ့်ရဲ့သူတည်နာတခွဲခံဖြစ်သွားတာပေါ့သူရဲ့ကလေးတွေကိုမိကုန်းထုတ်တယ်သူတို့ရဲ့အတွေ့အမြင်နောက်ခံကိုနားလည်ဖို့ က်ထရစ်နီလန်လို့ခေါ်တဲ့ထူးခြားတဲ့သူတွေကနီလန်ကိုလည်းတူထောင်ခဲ့သေးတယ်။အဖြစ်မှန်ရဖို့မဟုတ်ပဲသူတို့ဘလို့ကောက်ချက်ဆွဲတယ်လဲဆိုတာကိုပါနားလည်ဖို့အတွက်ပေါ့နော်။ပီယာဂျီရဲ့အယူအဆအရဆိုရင်ကလေးတစ်ယောက်မှာ မတူညီတဲ့အတွေ့အမြင်ပုံစံတွေရှိပြီးမတူညီတဲ့လက္ခဏာရပ်တွေရှိတဲ့အဆင်ကြီး၄၀နဲ့သူတို့ကဘာကိုသူတို့ဘာသာသူတို့တိဆောက်ကြတယ်လို့အဆိုပြုခဲ့တယ်။ဒီအဆင့်တစ်ဆင့်ချင်းစီဟာဆိုလို့ရှိရင်လုံးဝမတူညီတဲ့ အတွေ့အမြင်တစ်ခုကိုပေးပါလိမ့်မယ်။ဒီအဆင့်၄ဆင့်ကတော့ sensory motor stage လို့ခေါ်တဲ့လက်တွေ့လှုပ်ဆောင်ခြင်းသင်ယူမှုအဆင့် pre operational stage လို့ခေါ်တဲ့စိတ်ကူးယဉ်မှုရဲ့သင်္ကေတအဆင့် concrete operational stage လို့ခေါ်တဲ့ရုပ်တိဗေဒအဆင့်နဲ့ formal operational stage လို့ခေါ်တဲ့လက်တွေ့မကြတဲ့အယူအဆတွေလက်တွေ့ကြတဲ့အယူအဆတွေ ဒါတွေအကြောင်းကိုတွေးခေါ်တဲ့အဆင့်ဆိုပြီးတော့အဆင့်၄ဆင့်ပိုင်းခြားထားတယ်။ကလေးတယောက်ကသူ့ရဲ့ခြေချောင်းနေသူ့မဟုတ်လက်ချောင်းနေကိုပါဇက်ထဲထုတ်ထည့်ပြီးတော့စူးစမ်းကြတယ်။ငယ်ရွယ်တဲ့ကလေးတွေဟာဆိုလို့ရှိရင်တောက်ပတဲ့စိတ်ကူးရမှုတွေရှိပြီးတခြားလူတွေရဲ့ရှူထောင်းကနေကြည့်ရှုဖို့လည်းအခက်အခဲရှိတာကိုတွေ့ရတယ်။ပီယာဂျီဟာဆိုလို့ရှိရင်ပထမဦးဆုံးကမေးခဲ့တဲ့မေးခွန်းတွေဖြစ်တဲ့ကလေးတွေနဲ့နဲ့နဲတဲ့အတွေ့အခေါ်တွေအကြောင်းဒါမှမဟုတ်လို့ရှိရင်သူတို့စော့ကစားတွေနဲ့ အယုတ်တွေနဲ့စကားပြောတဲ့အကြောင်းဒါတွေဟာဆိုရင်ပြရာကြီးရဲ့လုပ်ငန်းစဉ်ရဲ့အဓိကအချက်လက်တွေပဲဖြစ်တယ်။ပြရာကြီးဟာဆိုရင်ကျွန်တော်တို့ရဲ့အတွေ့အမြင်ဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်တဲ့ဒီလိုအခြေခံမေးခွန်းလေးတွေကိုဖြေရှင်းပေးနိုင်ဖို့အကောင်ဆုံး theory တစ်ခုဖြစ်ခဲ့တယ်။ကဲဒါဆိုလို့ရှိရင် theory ကိုထထဲဝင် မြင်ကြည့်ရအောင်။ပြရာကြီးဟာကလေးတွေနဲ့ပတ်သက်ပြီးတော့ဘလို့အတွေ့အမြင်ပုံစံဘလို့လက္ခဏာတွေနဲ့ဖွဲ့စည်းထားသလဲ။လေကရေတစ်ခုချင်းစီ တက်ကြည့်ကြရအောင် sensory motor state ဆိုတာကတော့မွေးဖွားချိန်ကနေနှစ်နှစ်အထိအတွင်းမှာတိုးတက်လာတဲ့အဆင့်ဖြစ်တယ်ဒါကိုလက်တွေ့လှုပ်ဆောင်ခြင်းသင်ယူမှုအဆင့်လို့ခေါ်တယ်ကလေးတွေဟာဆိုရင်သူတို့ရဲ့အာယုံတွေသူတို့ရဲ့လှုပ်ဆောင်ချက်တွေဥပမာဆိုလို့ရှိရင်သူတို့ရဲ့ဗဇက်တွေနဲ့ဆုပ်တာသူတို့ရဲ့လက်တွေနဲ့ဆုပ်ကိုင်းတာထုရိုက်တာတီးခောက်တာဒါတွေရတဲ့စဉ်စူးစမ်းလေ့လာကြတယ်ဒီနေရာမှာအဓိကခြေလှမ်းကတော့ object permanence လို့ခေါ်တယ်သူတို့မမြင်နိုင်တဲ့အရာတွေကမြင်နိုင်နေရှိနေတယ်ဆိုတာကိုသူတို့သိတာပဲဖြစ်တယ်ဥပမာပြောမယ်ဆိုရင်အယုတ်တစ်ခုကိုဆောင်းအောက်မှာဖွက်ထားမယ်ဒါဆိုရင်အဲ့ဒီအယုတ်ဟာဆောင်းအောက်မှာရှိနေတယ်ဆိုတာကိုသူတို့သိတာမျိုးမျက်စိအောက်ကလွတ်သွားရင်လည်းစိတ်အောက်ကလွတ်သွားတယ်ဆိုတာကသူတို့ရဲ့တကယ်အမှန်ဖြစ်ရမှန်ဟာဒီ sensory motor state မှာတိုးတက်လာတာဖြစ်တယ်။နောက်တစ်စင်းကတော့ pre operational state လို့ခေါ်တယ်။ဒီဟာ စိတ်ကူးယဉ်မှုနဲ့တင်ခေတတွေကိုစပြီးတော့ထိတွေ့လာတဲ့အဆင့်ဖြစ်တယ်။ကလေးတွေကဘာသာစကားတွေကိုစတဲ့အသုံးပြုလာတယ်။ဟန်ဆောင်ပြီးတော့ကစားတတ်လာတယ်။ role playing လုပ်လာတတ်တယ်။သူတို့ရဲ့အတွေ့အမြင်ကတခါတလေမှဆိုရင်တော့ယုံကြည်မရှိပေမဲ့တခါတလေမှဆိုရင်တော့နောက်ပိုင်းအတွေ့အမြင်တွေအတွက်အများကြီးတင်ကြားမှု အထောက်အကူဖြစ်စေတယ်။အရာဝတ္ထုတစ်ခုကပုံသဏ္ဍာန်ပြောင်းသွားပြီဆိုရင်တောင်မှပမာဏအတူတူပဲဆိုတာမျိုးနားလည်ဖို့တော့ခက်တယ်။ ဥပမာပြောမယ်ဆိုရင်တူညီတဲ့အရာဝတ္ထုတစ်ခုကိုပဲပုံစံပြောင်းလိုက်ပြီဆိုတာနဲ့ဘယ်ဟာကပုံများတယ်လဲဘယ်ဟာကပုံနေတယ်လဲဆိုတာမသိတာမျိုးဥပမာဆိုရင်ဖန်ကွက်ထဲမှာထည့်ထားတဲ့ရေနဲ့ပကံပြားထဲမှာထည့်ထားတဲ့ရေပမာဏအတူတူပဲမဲ့အတူတူဆိုတာမသိတာမျိုးဒီလိုမျိုးရုံးကန်ရမှုတွေတော့ရှိတယ်ဒါပေမဲ့သူတို့ဟာ egocentric လို့ခေါ်တဲ့မိမိကိုမိမိသိမှုအပေါ်မှာရှူတောင်တစ်ခုအနေနဲ့မြင်တတ်ပြီးဖြစ်တယ် နောက်တစ်ဆင့်ကတော့ concrete operational state လို့ခေါ်တယ်။ဒီအဆင့်မှာဆိုရင်အသက်9နှစ်ကနေ17နှစ်အထိကြားထဲမှာတိုးတက်လာတဲ့အဆင့်ဖြစ်တယ်။ယုတ်တိဗေဒဟာဆိုလို့ရှိရင် သူတို့ရဲ့အတွေ့ခေါ်တွေရောက်လာပြီ။ကလေးတွေဟာဆိုရင်လက်တွေ့ကြတဲ့ဖြစ်ရပ်တွေနဲ့အရာဝတ္ထုအကြောင်းကိုယုတ်တိရှိရှိတွေးခေါ်လာနိုင်ပြီ။သူတို့ကအပြန်အလှန်ပြောစကားတွေကိုနားလည်ပြီးတချို့အရာတွေကို အမျိုးအစားခွဲသလိုလှုပ်ဆောင်ချက်တွေကိုလည်းအပြန်အလှန်လုပ်လို့ရတယ်ဆိုတာနားလည်လာပြီ။ဥပမာဆိုရင် အယောင်တူတဲ့အရာတွေကို စုထားနိုင်တာမျိုးဒါမှမဟုတ်တူညီတဲ့အယုတ်တွေကိုခွဲခြားနိုင်တာမျိုးဒါတွေကိုလှုပ်လာနိုင်ပြီဖြစ်တယ်ဒါပေမဲ့သူတို့ရဲ့ဆင်ခြင်တုံတရားကတော့ရုပ်ပိုင်းဆိုင်ရာကဘာနဲ့ပဲဆက်ဆက်သေးတယ် abstraction နဲ့အယူဆတွေဖြစ်တဲ့စိတ်ပိုင်းဆိုင်ရာအယူဆတွေဖြစ်တဲ့မျက်နှိုးတာချက်တာလွတ်လပ်တာစိတ်ဆိုးတာဒေါသဖြစ်တာစတာတွေနဲ့ပတ်သက်ပြီးတော့သူတို့က နားလည်ဖို့အတွက်ခက်ခဲတုံးပဲဖြစ်တယ်။နောက်ဆုံးအဆင့်ကတော့ formal operational stage လို့ခေါ်တယ်။အသက်17နှစ်နဲ့အထက်မှာဒီအဆင့်ရောက်လာတာဖြစ်တယ်။ဒီအဆင့်မှာဆိုရင် abstract အတွေ့အခေါ်တွေက နေရာယူလာပြီးလက်တွေ့ကြတဲ့အယူအဆတွေလက်တွေ့မကြတဲ့အယူအဆတွေကိုသူတို့စဉ်းစားတက်လာပြီးတရားမျှတမှုဆိုတာဘာလဲလွတ်လပ်မှုဆိုတာဘာလဲကိုကျင့်တရားဆိုတာဘာလဲစတာတွေကိုတွေးတောနိုင်လာပြီးသူတို့ဟာ ခိုးတာမကောင်းဘူး၊လိန်ပြောတာမကောင်းဘူး၊စတာတွေကိုသူတို့ဘာသာသူတို့စဉ်းစားတက်လာပြီ။သူတို့ဟာဆိုလို့ချင်းကိုပိုင်အဆိုပြုချက်တွေကိုတိဆောက်ပြီးတော့အဖြေရဖို့အတွက်စနစ်တကျသွာလာနိုင်ပြီ။တကယ်၍ဒီလိုလှုပ်လိုက်ရင်စတဲ့ဟာတွေကိုတွေးတောနိုင်ပြီးတော့ဖြစ်နိုင်ခြေအမျိုးမျိုးကိုစပြီးတော့စဉ်းစားလာတတ်ပြီဖြစ်တယ်။ ဒီဆက်နေကြတဲ့အဓိကကွာဟားသွားတဲ့အကြောင်းရင်းကတော့ဘလို့တွေးခေါ်တယ်လဲဆိုတာနဲ့ဘလို့လောက်ဆောင်နိုင်တယ်လဲဆိုတာပဲဖြစ်ပါတယ်။အသက်ကြီးတဲ့ကလေးတွေကအရာရာကိုပိုတိရယ်ဆိုတာတည်းမဟုတ်ဘူး။သူတို့ဟာဆိုလို့ရှိရင်အခြေခံအားဖြင့်မတူညီတဲ့နီလနဲ့တွေးခေါ်တတ်တာပဲဖြစ်တယ်။ဥပမာပြောမယ်ဆိုရင်ငယ်ရွယ်သေးတဲ့ကလေးတွေရဲ့အတွေ့အမြင်ဟာသူတို့ရဲ့လက်ငင်းခံစားမှုနဲ့လှုပ်ဆောင်ချက်တွေကိုထိတ်ဆက်နေတယ်။သူတို့ဟာအဆင့်နဲ့တက်သွားရတဲ့အမြသူတို့ရဲ့အတွေ့အမြင်တွေကပိုပြီးတော့ သင်္ကေတဆန်လာတယ်ယုတ်တိဆန်လာတယ်နောက်ဆုံးမှာတော့ abstract အယူဆဆန်လာတယ်အဲ့ဒါကိုမှလှုပ်ဆောင်ခြင်းရတဲ့တစ်ဆင့်ကဘာကြီးကိုနားလဲလာတယ်ပြီးတော့ပုံမရှုပ်ထွေးရဲ့နီလန်းနေနဲ့တွေးတော်ချင်းကတစ်ဆင့်နားလဲချင်းစီကိုဖြည်းဖြည်းတိုးတက်ပြောင်းလဲသွားချင်းမှာပဲအဆင့်တစ်ခုချင်းစီမှာအရင်အဆင့်မှာတိဆောက်ထားတဲ့တိမြင့်ဆန်ရာအချက်လက်တွေကိုအခြေခံပြီးတော့ကဘာကြီးကိုလိုက်လုံးကြီးထွေဖြစ်အောင်နားလဲတဲ့နီလန်းတစ်ခုစီကိုဥတီသွားတယ်ပြောမယ်ဆိုရင်ငငယ်က ပူတဲ့အရာကိုကင်ကြည့်မှပူတယ်လို့သိပေမဲ့ကြီးလာတဲ့အခါမှာတော့ပူတဲ့အရာကို သူ့ရဲ့အယောင်ဒါမှမဟုတ်လို့ရှိရင်လည်းသူ့စီကထွက်လာတဲ့အချိန်အဟုန်စတာတွေနဲ့ခံစားမိပြီးတော့ပူတယ်ဆိုတာကိုတွေးခေါ်သိတာမျိုးဖြစ်တယ်ဒီ theory ဟာပညာရေးအတွက်အလွန်အင်မတန်အရေးပါပါတယ်လက်တွေ့လှောက်ဆောင်တဲ့သင်ယူမှုတွေအသက်အရွယ်ကိုက်ညီတဲ့လှုပ်ရှားမှုတွေနဲ့ကလေးတွေကို တကြွစွာစူးစမ်းလေ့လာပြီးတော့ရှာဖွေတွေ့ရှိဖို့အားပေးခြင်းအရေးပါမှုကိုဖော်ပြနေပါတယ်။ကလေးတယောက်ရဲ့ဖွံ့ဖြိုးတိုးတက်မှုအဆင့်ကိုနားလည်ခြင်းကဆရာဆရာမတွေဟာသူတို့ရဲ့နီလန်းကိုအကောင်းဆုံးအထီရောက်ဆုံးဖြစ်အောင်ဘယ်လိုပြုပြင်ပြောင်းလဲရမလဲဆိုတာကိုအကူအညီပေးပါတယ်။ဥပမာအားဖြင့်ပထမတန်းကျောင်းသားတယောက်ကို abstract algebra ဒီလိုအတွေ့အခေါ်နဲ့ဆိုင်တဲ့ algebra တွေသင်ပေးဖို့မဖြစ်နိုင်ဘူးဆိုတာကိုဒီ theory အရသိနိုင်မှာဖြစ်တယ်။ဒီအကြောင်းအရာက အတိအညာတော့ရှင်နေဆိုလို့ရှိရင် line နဲ့ subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်စိတ်ဝင်စားစရာကောင်းတဲ့ glue theory ကိုသိချင်တယ်ဆိုလို့ရှိရင်တော့နောက်ထပ် video တွေမှာပြန်ပြီးတော့တွေ့ကြမယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်